ဟုတ်ရလားဦးဇင်းတို့အချင်းချုပ်လေးပဲပြောမှာပါဒီဏိကာဥစ္စာကိုမြတ်စွာဘုရားဦးဇင်းတို့950မှာတော့ဒီဂီဒီဂီတိဒီဂာတိကောတလဇတ်လို့အဲ့ဒါလို့တတ်ထားတယ်အဲ့ဒီဇတ်ကိုဦးဇင်းတို့မြတ်စွာဘုရားဘာကြောင့်ဟောသလဲဆိုတော့ဟိုကောတံပီပြီမှာယဟန်တော်တွေအချင်းချင်းအငင်းပွားပြီးတော့ကွဲပြားကြတာလေဒီပေးတတ်ကြီးကြားဘူးတယ်နော်အဲ့ဒါမြတ်စွာဘုရားစစ်ဆက်တယ်တရားတွေအများကြီးဟောတယ် အဲ့ဒါယဟန်နေဖြစ်နေပြီးတော့ပြန်ပြီးတော့မစစ်ဆက်နိုင်ဘူးတီးမခံနိုင်ဘူးတယောက်ကိုတယောက်မကြည်ချမ်းနိုင်ဘူးအဲ့ဒါကြောင့်မြတ်စွာဘုရားကဒီဇတ်တော်ကြီးကိုဟောတာအဲ့ဒီဇတ်တော်ကိုဦးဇင်းတို့အချင်းချုပ်ကလေးပဲပြောပြမယ်လူရင်းအနှစ်ကလေးကိုဦးဇင်းတို့အသားပေးပြီးတော့ပြောချင်လို့ဟုတ်လားဗာရာဏသီတိုင်းပြည်မှာရှိတဲ့ပြမရက်ဘုရင်ကအင်အားတိတ်တောင်းတယ်အင်အားတောင်းတော့ ကောသလတိုင်းကိုအစိုးရတဲ့ဒီဂီတိကောသလမင်းကအင်အားနေတယ်အင်အားနေတော့အဲ့ဒီတိုင်းပြည်ကိုဝိုင်းပြီးတော့တိုက်မယ်လို့စစ်ကြီးချီလာတဲ့အခါကျတော့အဲ့ဒီကောသလမင်းကတိုက်ရင်တော့ငါတေချာပေါက်ရှုံးမှာပဲဒါကြောင့်ထင်းနှန်းစည်းစိမ်ကိုစွန့်ပြီးတော့မိဘရဲ့ခေါင်းကြီးတစ်ပါးကိုအပါခေါ်ပြီးတော့တိုင်းပြည်ထဲမှာရုပ်ဖြက်ပြီးတော့နေတာအဲ့ဒါမကြခင်မှာပဲဦးဇင်းတို့အဲ့ဒီပြမတတ်ရှင်မင်းကတိုင်းပြည်ကိုလွယ်လွယ်ကူကူသိမ့်ပြီးတော့ သူ့ရဲ့တိုင်းပြည်အဖြစ်သိမ့်ပိုက်လိုက်တယ်ပေါ့ဟုတ်လားအဲ့ဒီလိုသိမ့်ပိုက်ရင်းနဲ့နောက်တော့နန်းကြပရင်ကောသလကရုပ်ဖြက်ပြီးတော့နေရင်းနဲ့သူ့ရဲ့မိဖုရဲ့ခေါင်ကကိုလေးလက်ဝင်ရရတော့အဲ့ဒီကိုလေးလက်ဝင်ရတဲ့ตาကလေးကဥစဉ်တို့ဖျားအောင်ဖြစ်လာမယ်ဒီကဝူမင်းသားပါပဲနော်နောက်တော့တူတူပြောကြပါစို့အဲ့ဒီကလေးလေးမွေးလာတော့ဖေမေကြီးကစိတ်မချဘူးတကယ်လို့ငါတို့ကိုပြင်မတတ်ပရင်ကတိလို့ရှိရင် တို့ဒုက္ခရောက်ရင်ဒုသားလေးပါဒုက္ခရောက်ရကြည်ရဲ့ဒါကြောင့်ဒီကဝုမင်းသားလေးကိုတိုင်းကြည်ရဲ့အပြင်ဘက်ကိုပို့ပြီးတော့ပညာသင်လွှတ်ထားတာသူတို့ကတော့အဲ့ဒီတိုင်းကြည်မှာပဲနေနေတာအဲ့ဒီလိုနေရင်းနဲ့တနေ့တော့ဆတ်တာပဲသူရှင်မင်းဘွားတုန်းကသူ့ရဲ့ခေါင်းကဆံတွေကိုမုတ်စိတ်တွေကို ပြုတ်ပြင်ပေးရတဲ့ဆတ်တာတွေကသူ့ကိုတွေ့တာတွေ့တဲ့အခါကျတော့ဟာခေါတလာမင်းကြီးပဲ အဲ့ဒါနဲ့ဗြမဒဘရင်ဒီကိုသွမ်းပြီးတော့စုရိလက်တွေရအောင်ဆိုပြီးတော့သွားပြီးတော့သရုပ်ဦးတင်တာတင်တဲ့အခါကျတော့ဂိုင်းဖမ်းစီဆိုပြီးတော့နန်းကြဘရင်မင်းမိဖုရားနှစ်ဦးကိုဖမ်းတာနော်ဖမ်းပြီးတော့သက်စီဆိုပြီးတော့အင်မတန်ကြောက်เสียရကောင်းတဲ့စီကြီးတီးပြီးတော့ရိုက်နှက်ပြီးတော့မြို့ထဲကိုလှဲ့လှဲ့ပြီးတော့ပြတာအဲ့ဒီအချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်ဒီကဝူမင်းသားကပညာဆုံးလို့သူ့ရဲ့တိုင်းပြည်ကိုပြန်လာရင်းနဲ့ အဖေမေကိုဝင်ဖူးမယ်ဆိုတော့အဖေမေကလက်ပြန်ညိုတုတ်ပြီးတော့လမ်းမတွေမှာဒုက္ခခံနေရဟုတ်လားအဲ့ဒီလိုဖြစ်တော့သူလည်းပဲမလှုပ်ရဲဘူးလေအဲ့ဒီမှာတက္ခာနီးရောက်တော့ဒီသားကလည်းသူ့ကိုမျက်ရည်လည်ရွေးနဲ့ကြည့်နေရတယ်ဘာမှသူမတက်နိုင်တဲ့ချိန်အဲ့ဒီလိုပိဋကကြားမှာ သားရဲ့မျက်နာကို မြင်တော့အဲ့ဒီကောသလမင်းကြီးကအထာကလေးနဲ့ဆုံးမစကားသုံးချက်ပြောတယ်နော် အဲ့ဒါဘေးကလူတွေကမသိပါဘူးအဲ့ဒါကိုဖះလောင်းကတော့ညံကြီးတော့သိတယ်နော်ဖះလောင်းကညံကြီးတော့သိတယ်ဘယ်နဲ့ပြောတုံဆိုတော့တာတ္တဒီကဟုအိုချစ်တာဒီကဟုဒီကအရှိကိုလည်းပဲမာပတ္တမကြည့်ပါနဲ့တာတ္တဒီကဟုအိုချစ်တာဒီကဟုရတန်အတူကိုလည်းပဲနပတ္တမရှိပါနဲ့မကြည့်ပါနဲ့ချစ်တာဒီကဟုတဲ့အရှိကြီးမကြည့်နဲ့ချစ်တာဒီကဟုတဲ့ အတူလေးမကြည့်နဲ့တဲ့နှလုံးနှစ်ခွင်းရှိသွားပြီနော်တာတာဒီကဟုအိုจิตတာဒီကဟုဝေရာယံတို့သည် ဝေရေနယံတုံမှုသည်ဖြင့်နာဟိသံမန္တိငြိမ်းချမ်းတဲ့သဘောမရှိနိုင်ကြလေကိုမကြည်နဲ့တာဒီယံနေဆိုတာမကြည်နဲ့မှုတွေယံနေနဲ့ပြန်တုံပြန်လို့ငြိမ်းသွားတဲ့သဘောမရှိဘူးတဲ့ဝေရာယံတို့သည် နာဟိဝေရေနယ ယံတုံမမူသဖြင့်သာလျှင်တမ္မန္တိငိမ့်ရကုန်၏အဝေရိနာစယံတုံမမူသဖြင့်သာလျှင်တမ္မန္တိငိမ့်ရကုန်၏ချက်သာတဲ့အရှိကိုလည်းမကြည့်နဲ့အတူကိုလည်းမကြည့်နဲ့ယံဆိုတာမကြည်နပ်မှုဆိုတာယံနဲ့မကြည်နပ်မှုနဲ့ပြန်ပြီးတော့တုံ့ပြန်လို့ငိမ့်တဲ့သဘောမရှိယံဆိုတာယံနဲ့မတုံနှင်းမှ ငြိမ်းတဲ့သဘောရှိတယ်လို့စကားသုံးခုပြောတယ်အဲ့ဒီလိုပြောပြီးတော့အချိန်ကြတော့အသက်ခံရတယ်အဲ့ဒီလိုတတ်တော့အဲ့ဒီရာသောသားတွေကိုအရက်တွေပါးတက်ပြီးတော့ဦးဇင်းဘုရားလောင်းကမိဘရဲ့အလောင်းတွေကိုတင်းချိုနောက်တော့သူကရှင်ဦးစည်းဒီကိုဘရင်ရဲ့နန်းတော်မှာရှိတဲ့ရှင်ဦးစည်းဒီကိုဝန်ခစားရုပ်ရည်ကလည်းတင့်တယ်တယ်အတတ်ပညာကလည်းကြီးတယ်ဆိုတော့နောက်တော့ဘရင်ရဲ့လူယုံဖြစ်တယ် နော်ဘရင်ရဲ့လူယုံဖြစ်တယ်သူ့အဖေအမေကိုတတ်သူ့တိုင်းပြည်စည်းစိမ်ကိုလူယူထားတယ်သူ့ဘဝအတွက်အကြီးဆုံးရန်သူရဲ့ထံမှာသူပါဖြစ်တယ်လူယုံဖြစ်တယ်ယုံလိုက်တာဘရင်ကြီးကလည်းရန်သူရဲ့သားလို့သူလုံးဝမသိနော်အဲ့ဒီလိုနဲ့သွားလဲတူတူစားလဲတူတူတနေ့တော့ဥယျင်ထွက်ရင်းနဲ့ဘလောက်ထိယုံတယ်လဲဆိုတော့ဦးဇင်းတို့ဘုရားလောင်းဒီကဟုမင်းသားရဲ့ပေါင်ကိုခေါင်းခုပြီးတော့ပြင်မတတ်ဘရင်ကြီးကအိတ်တာ အဲ့ဒီလိုအိတ်တော်ဘုရားလောင်းကဒါအခွင့်ရပြီအဲ့ဒါနဲ့တန်လျက်သားကိုထပြီးတော့ဆွဲတယ်နော်ဆွဲပြီးတော့တတ်မယ်ငါတိုင်းပြည်စည်းစိမ်ငါရဲ့အဖေးအမေးအကုန်လုံးငါရဲ့ဘဝကိုကြည်မော့အောင်ဖျက်ဆီးတဲ့လူခုပြန်ပြီးတော့တုံ့ပြန်ခွင့်လည်းလုံးဝရနေပြီအင်မတန်ကောင်းတဲ့အခွင့်အရေးပဲအဲ့ဒီလိုတတ်မယ်လို့လည်းစဉ်းစားလိုက်ရော့ ကျိုးတုတ်ပြီးတော့လက်ပြန်ကျိုးတုတ်ပြီးတော့သေအံစဲစဲမှာမှားသွားတဲ့ဖအိရဲ့စကားကိုပြန်ကြတယ်။ चित्त ာအရှိကိုမကြည့်ပါနဲ့။အတူကိုမကြည့်ပါနဲ့။ယံဆိုတာယံနဲ့ဘယ်တော့မှကြည်အေးတဲ့သဘောမရှိဘူး။ဒါလေးကိုတတိယလို့တန်လျက်ကိုပြန်သွင်းခဏနေတော့မနေနိုင်ဘူး။တတ်မယ်။ဖအိရဲ့ဆုံးမစကားရပြန်ပြီးတော့တန်လျက်ပြန်သွင်း ၃ချိန်မြောက်ဖြစ်ပြီဆိုတော့ကိုင်းမတတ်တော့ဘူးမတတ်တော့ဘူးဆိုပြီးတော့အဲ့ဒီလိုလုံနေတော့ဘင်းကြီးကလန့်နိုးလာဘာလို့လန့်နိုးတော့ဆိုအိမ်မဆိုးတွေမဲ့ပြီးတော့နိုးလာတာအိမ်မထဲမှာရန်သူကောသလဘင်းကြီးရဲ့သားကသူ့ကိုတန်လဲနေလိုက်လို့ပြေးနေရတယ်တိုက်ဆိုင်နေတော့ဒကာကြီးတို့အေးအဲ့ဒီလိုသူကပြောပြတော့ဒီကအူကဘင်းကြီးရဲ့ဆပင်ကိုရုတ်တရက်ဆွဲပြီးတော့တန်လဲရဲ့နဲ့လေဘင်းကိုတခါတည်းချီ မင်းဘာလုပ်တာကောတလမင်းရဲ့သားဆိုတာငါပဲတဲ့ဒါကြောင့်မင်းကြီးကိုတတ်မယ်တဲ့ဟာမင်းငါ့ကိုမတတ်ပါနဲ့တောင်းပါနဲ့နော်အဲ့ဒီတော့မှဘုရားလောင်းကမင်းကြီးကျွန်တော်မျိုးကပြန်ပြီးတော့တောင်းပါပါလေရှင်မင်းကြီးလည်းကျွန်တော်မျိုးကိုမတတ်ပါနဲ့ဟာငါမင်းကိုဘာကိစ္စနဲ့တတ်မှာတော့အဲ့ဒီမှာမင်းဘာကြောင့်ဒီလိုရံညိုးကြီးတဲ့ ရက်ဆက်တဲ့ရန်သူနဲ့တွေ့နေတာတော့မင်းရဲ့ဒေါသအမျက်တွေကိုထိမ့်ပြီးတော့မင်းသီးခံနိုင်တာတုံးလို့မေးတော့ဖះလောင်ကသူ့အဖေရဲ့စကားလေးတွေကိုပြန်ပြောပြဟုတ်လားအဲ့ဒီမှာတယောက်နဲ့တယောက်ဘေးကင်းပြီးတော့နန်းတော်ရောက်ပြီးဆိုတော့ဘုရင်ကြီးကပြမတတ်ဘုရင်ကြီးကသူ့ရဲ့ဒီမှာလက်အောင်ငယ်သားတွေကိုဟေးကောသလဘုရင်ရဲ့သားငါတို့ရန်သူရဲ့သားကို တွေ့ခဲ့ရင်မင်းတို့ဘယ်လိုလုပ်မလဲဟာတတ်မှာပေါ့အေးအဲ့ဒါဒီကဘုမင်းသားဆိုတာဒါပဲ ာဘာကြောင့်မတက်တယ်လဲအဲ့ဒီမှာဘုရင်ကြီးကရှင်းပြတော့ဘုရားလောင်းကပေးသက်ကိုရှင်းပြအရှိကိုလည်းမကြည့်နဲ့ဆိုတာဘာပြောတာလဲဒီစကားလေးတွေကိုဦးစင်ကပြောကျင်တာနော်အရှိမကြည့်နဲ့ဆိုတာတကယ်လို့ဘုရင်ကြီးကိုသူကတက်လိုက်တယ်ဆိုရင်ဘုရင်ကြီးရဲ့အတိုင်းဝိုင်းကသူ့ကို ပြန်ပြီးတော့ရန်ညိုးဖွဲ့အောင်မယ်မဆုံးနိုင်တော့ဘူးဒါကြောင့်တယောက်နဲ့တယောက်မုံစကိုမရှိစေနဲ့ ဘာကို မရှိစေနဲ့နော်မုံနဲ့အစကိုမရှိစေနဲ့မုံနဲ့တရားကို တူလီကောင်းလီမြန်မြန်ဖြတ်ပြစ်ဟုတ်လားအတူကိုလည်းမကြည့်နဲ့ဆိုတာကချစ်စကိုမတူစေနဲ့လို့ပြောတာမေတ္တာတရားတွေကတော့ရှည်ခြင်းတလောက်ရှိပါစေရန်ကိုရန်နဲ့တုံနဲ့လို့မငိမ့်နိုင်ဘူးဆိုတာကတော့သူ့ကိုတတ်မယ်ဆိုရင် သူကလည်းကိုယ်ကိုတတ်ဖို့ကြိုးစားမယ်အဲ့ဒါလို့ဘာတပြန်ကြားတပြန်ဖြစ်နေရင် ဘယ်တော့ငြိမ်းချမ်းမှုရမလဲမရနိုင်ဘူးဟုတ်လားအဲ့ဒီမှာဘုရင်ကြီးကသူ့သမီးနဲ့ပေးစားပြီးတော့ဒီကောသလမင်းရဲ့တိုင်းပြည်ဖြစ်တဲ့ကောသလတိုင်းကို ပြန်ပြီးတော့ထိနန်းစည်းစိမ်ပြန်အပ်တယ်အဲ့ဒီမှာဘုရားညီကုန်းချုပ်မိတ်နဲ့စကားလေးကိုဦးဇင်းတို့ကသဘောကျတယ်သူ့ဘာကြောင့်နားမထောင်နိုင်ရတာတုံးတဲ့ဟုတ်ရလားမြတ်စွာဘုရားကသူ့သူ့ကိုယ်သူယဟန်